တော့မှာစပယ်ဘူးမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ဆရာစုနေရတာခါရဲ့မျိုးနှစ်သက်ပွင့်များဆိုတဲ့အစေဖြစ်ပါတယ်ဒီမျိုးနှစ်သက်ပွင့်များဆိုတဲ့အစေကိုပထမတစ်ခေါက်တော့ငါစဉ်းစားကြီးရဲ့အတွက်ဖော်ပြခြင်းမခံခဲ့ရပါဘူးနောက်သုံးမှကြမှာပြန်ပြီးတော့ဖော်ပြခွင့်ရခဲ့တာရရှိခဲ့ရဖြစ်ပါတယ်မျိုးနှစ်သက်ပွင့်များဆရာလက္ခဏာပြဿနာပြလာတဲ့ညမှာ ကျွန်တော်တို့ပြင်လာကြတယ်ဂစ်တာပိုက်ကိုအခါပေါင်းများစွာလို့တော့တွေးတွေကစုပ်ဖွဲ့ရုံကြွမနေဘူးငင်းငင်းစိမ့်စိမ့်ခေါင်းကလေးတွေငုံလို့အတွေ့တလန်မှာတိတ်ဆိတ်နေပြီမယ်အတွေ့အနှစ်သာရပိုင်းမှာတော့ညှို့နှံချုပ်တင်မှုတွေနဲ့ထိတ်လန့်ကြေကွဲမှုတွေပြန်လာနေပြီလေဒီအခြေအနေတွေမရသေးခင်မှာတော့ကျွန်တော်တို့တချင်းပိုင်းမှာလိုက်ခုံစွာဖြင့်စီမြောက်လက်မှတ်နေကြတယ် တိုလီမိုလီသိန်းနဲ့ပြီးတော့စာအုပ်အစုပ်ပဲလေးတစ်လုံးနဲ့သူ့ဘောထက်တင်ထားတဲ့ကိုရခုကိုမျက်နှာပြူလို့ညထဲမှာရှိဝင်နေခဲ့ကြသည်ရွှေမြွေရဲ့တော်မလူကိုစီနဲ့ပေါ့တလိခဲတာကျန်တော့တဲ့စစ်ပေါ်လေးကိုတရားတစ်ပွားစီစကိကြပွားဆိုင်ကိုခဏငြိမ်သက်နေတဲ့အခိုင်မှာကျွန်တော်ကကျိုးတံကိုချိန်နေမိတယ်အဲ့ဒီခဏလေးမှပဲ အလေးကယူပြုမထားခဲ့တဲ့ဗီဒီယိုအစုပ်ကထလုံးလုံးလုံးဖြစ်လာပြီးဗီဒီယိုတကားပွင့်လာတယ်။ဆွေဆန်းတဲ့မြို့ဝန်တွေနဲ့ကြည်လိုက်တော့တရာ၊နေရ၊သုံးရလေလွင့်ကလေးငယ်တွေတိုးထွက်လာကြတယ်။အိမ်ကိုဆုံးမမျက်နှာလေးတွေနဲ့စနစ်တကျတော့ပဲရှိကြအောင်မယ်။အော်မေတ္တာမိနေရောကျွန်တော်တို့ကိုတချင်လန်းကြည့်ရဲ့။ ပြီးအလင်းတော့အမှောင်တော့ဖြာကျနေတဲ့လမ်းငယ်ရဲ့အမှောင်ပပိုးပြီးဝင်ပြတ်ပွဲသွားတယ်။ခန္ဓာရလို့ဘဝသုံးခုအမှောင်လေးကိုပြီးဝင်ပြတ်ပွဲသွားကြတယ်။စကားမဆိုမိကြတိတ်ဆိတ်အပ်ခွဲအမှောင်လေးကပဲမင်းတို့ဘဝကိုလုံခြုံမှုပေးနိုင်လို့လားခေလို့ရဲ့အတော်ကြာတော့တငယ်ချင်းတယောက်ကသူအိမ်ပြန်တဲ့လမ်းမှာဒီလိုလေးခုခလေးငယ်တွေမိဘုံဘုံအောက်မှာကြောက်ခဲဖြစ်တဲ့ လေးတွေချမ်းနေကြတော့ပဲမိဘရှင်ရဲ့မိဘဘုံတိကြသူတွေအိမ်ရဲ့အလွေးငွေကိုမခံစားကြဘူးတဲ့မြစ်တာနှက်ကလေးငယ်တွေကျွန်တော်တို့ပေါင်နေချိန်မှာအများလာနေပြီလေဒီကလေးတွေလိုပါမယ်မိဘရှင်ရဲ့မိဘမြစ်တာနှက်ဖို့နေချာရှာတဲ့စောတမင်းချင်းတွေမိဘကအဆက်ရှင်ရဲ့တားဖြစ်သူထမင်းငတ်နေရတွေအိမ်နောက်ရေးပြုတ်ဝဲတဲ့နေရဲ့ချာမှာထင်းကျန်လာခြင်းနေချာရှာတဲ့ကျွန်တော်ရောင်းမိနေမျက်နှာတွေကလည်းအာယုန်နဲ့ကိုယ်ကိုဝန်းလာပြန်တယ် အတွေ့ကိုစံထုတ်မြို့ပြကိုချော်အုပ်ခြင်းမျိုးအမြဲလိုကျင်းပလိရှိတဲ့ပွဲတော်ကြီးတွေမိခွန်းနမင်းနာမှာဒုက္ခလေးတွေကိုလေးပြီးအိမ်မောချနေတဲ့အိမ်ရချင်းမကလေးတွေခြေထက်ထက်ပြင်ကျန်နေတဲ့မျက်နှာငယ်လေးတွေနဲ့ပေါ့ပွဲတော်အနံ့ဒီယာကွန်အယက်ပလင်းကိုလေးနဲ့ပတ်ရှာပွင့်နေကြသူတွေအတွေ့ပတ်ကုန်တဲ့ညီပါလာပြန်နေဒီကလေးတွေ6မိနစ်ကျော်လောက်ဆိုလမ်းပိတ်ကဆလိတ်တူကြီးကတော့တက်စားပြူလာပြီးခုံးဝတ်ထလာပြီး မေတ္တာနှမို့သူတွေတစ်ခါတစ်ခါမှာမိုးရိုးတက်နေကြသေးတယ်။မျက်နှာတွေလည်းပူပူရောင်လို့ဘယ်လူဆန်သားတွေကမြန်ခုနဲ့ရိုက်ရိုက်လို့လည်းခွဲသူတို့တွေကလက်ပတ်တောင်းစားနေကြသူတွေမဟုတ်ပါဘူး။ဘဝရဲ့အခြေအနေကကိုကြည့်တရားပြည့်စုံမှုတွေတော့ရှိမှာပဲပေါ့။သူပြပစားခဲ့ရတဲ့ရက်တွေဘယ်လောက်များနေပြီလဲဆိုတာဘယ်သူသိနိုင်မှာလဲ။ခမင်းတထောဘယ်သူကမြန်ခက်ခဲ့ဘူးပါတလဲ။ ကိုချင်းတရားပြည့်ပြီးမှုတွေအတွက်ပြည့်မမြင်ပဲရင်ထဲမှာနေလာတယ်။ထမင်းတလုံးတောင်မှမကန့်ခဲ့ဘူးလေကျွန်တော်ကြောင့်တိလာတော့လဲရှင့်ပြီးတယ်။ကျွန်တော်တို့လည်းမြို့ပြရဲ့စိုးမွေတွေကိုလက်ခံရရှိထားကြသူတွေပါ။ပေါင်ပြထင်သေးတဲ့မျက်လုံးတွေကနာကြည့်တက်အောင်ကျွန်တော်တို့ကိုသင်ပေးပေးတာပါ။ညာရင်ဝင်ထဲမှာမိုးရိုနေတတ်တဲ့တမေကြီးတွေရဲ့ရှိုက်တန်ထဲမှာမိဘမေတ္တာတန်တတန်တွေပါနေစင်း ဘသူကြားမှာလဲဘသူကြားနိုင်မှာမဟုတ်လို့လဲအဲ့လိုသူတွေမိုးလို့နေကြချိန်မှာအဖေဆိုသူတွေအပျော်ကျူးလို့လောကကြီးကိုမေ့နေကြမယ်ရမကပောက်ပွားလာတဲ့တားခေါက်တက်တက်ပါပဲဘဝမှာတားခေါက်ဖြစ်နေမဲ့သူတို့တွေရှင်သန်နေရတယ်အလင်းရဲ့ငါတို့ပြည့်ပြည့်တွေအတွက်ရှောက်ပင်နိုင်အောင်အကြည့်ရဲ့အလင်းစားသူတွေခမည်းတော်ညံ့ညံ့ကြည်အောင်ဝါချိန်နေတာကျွန်တော်တို့ရဲ့ဘဝတွေပဲဖြစ်တယ် ဓာကြီးငုံတိမှုတွေကိုဘာနဲ့အစာထိုးရမလဲအတွေးတွေနဲ့အတူကြောင်းဟက်မှုတွေပါလာတယ်တတလုံးဓာကြီးမှုတွေနဲ့အတူကျင်လည်သွားရင်လူတွေအတွက်လောကအတွက်ဆိုးကျိုးတွေများပါလိမ့်မယ်မျိုးပြတ်ဟာမောင်တဲ့မှာပါလိမ့်မယ်အာဟုတူတွေဘုံကလောဖြစ်လာလိမ့်မယ်မျိုးဆက်တွေအယောင်ပွဲကုန်လိမ့်မယ်အဖြစ်သေးပါဘူးကျွန်တော်တို့တွေနာကျင်နေကြတယ်လို့နောက်မျိုးဆက်ပေါ်တော့နာကျင်မှုတွေလက်စင်ကမ်းတင်ဘူး ျွန်တော်တို့ကြောင့်သူတို့တွေမနာကျင်စေတင်ဘူး။နာကျင်မှုတွေလည်းပဲဘဝကိုနေထိုင်တော့ချက်မယ်ဆိုရင်နောက်မျိုးဆက်ကကျွန်တော်တို့ကိုလူငနာတွေလို့သတ်မှတ်ကြတယ်။သုံးကြရကောင်းတွေလို့မြင်သွားလိမ့်မယ်။ကျွန်တော်တို့ဟာကလေးတွေရဲ့မျက်ရည်ကိုတုတ်ပေးနိုင်သူတွေဖြစ်တဲ့နယ်လို့ထင်ပါတယ်။နာကျင်စေသူတွေမဖြစ်စေတင်ပါဘူး။မြို့ကိုအင်းနေတဲ့လာဖို့စူးစမ်းရအောင်မဟုတ်လား။အင်းတွေဖြတ်ချက်ပေးရအောင် ါတွေအတွက်ကျွန်တော်တို့ဘဝတွေမြင့်မုံနေတဲ့ခုကျွန်တော်တို့ရဲ့နိုင်ခြင်းမုံတိမှုတွေကိုလူမှုပြပြင်းလုပ်ငန်းတွေနဲ့အစားထိုးဖို့လိုအပ်နေတယ်လို့ထင်နေပြီးရယ်။နေချက်တုံးမှာပဲအတွေ့အကြုံရလိုက်တယ်။နန္ဒခေတ္တကိုဖွင့်အပ်စားပြုလာပြီ။အတွေ့အကြုံလိုမအိပ်ခဲရသေးပေမဲ့ရှင်ဝင်မှန်းလည်းဆက်နေပြီးရယ်။နိုင်ခြင်းမှုကိုအစားထိုးဖို့လမ်းစတစ်ခုကိုဆွဲကြိုက်ပြီးလိုက်တော့ကျွန်တော်မျက်နှာမှာပြောင်းရောင်းတာ ယူဆက်တတို့ရေကျွန်တော်ပြန်လာခဲ့ပါမယ်။နေပောင်းကြီးပေါ်ရောင်းရင်းတို့ရေကျွန်တော်ပြန်လာခဲ့ပါမယ်။စုဆောင်ထားတဲ့များပြန်လည်ဖြန့်ဖြူလို့မျိုးပြကိုမျိုးလုံးတက်ဆင်ပြီးဖို့ဖက်တပွင့်ဖြစ်နေပြန်လာခဲ့ပါမယ်။ဆိုနေ